ဓုံမယောင်ဆုံးပွဲတွေ့ပေမဲ့ဂုံယူစရာကောင်းခဲ့သလားတော်မြောင်ကတိုင်းဖိုက်တာတန်တုံကိုရှုံးခဲ့ပါလေအမှန်တည်းရှုံးတာဖြစ်သလိုပွဲကြီးတွင်းမှာပြသခဲ့တဲ့ဒုံမြောင်ရဲ့စွမ်းရည်ကြောင့်ရှုံးမိမဲ့ဂုံမငယ်ဘူးလို့ယူဆသူတွေရှိနေတယ်တကယ်ပဲထုံးမြောင်ရဲ့စွမ်းရည်ကဂုံငယ်စရာမဖြစ်ခဲ့ဘူးလားဒုံမြောင်ကခုပွဲမှာရင်ကားထက် နီးစနစ်ပိုင်းပိုင်နိုင်အောင်ပြင်ဆင်လာတာကိုလည်းတွေ့ရတယ်။ပထမကြီးမှာကွဲသွားပြီမယ်။ဒုတိယကြီးမှာနီးစနစ်အပြောင်းလဲနဲ့တန်တုံကိုဖိအားပြန်ပေးနိုင်ခဲ့တယ်။ဒါအရင်ပွဲတွေကတက်ကြီးမားတဲ့အပြောင်းလဲပါ။ထုံးမြောင်ကနီးစနစ်ပိုင်းပိုကောင်းလာတယ်ဆိုရင်ပွဲကိုဖျက်နိုင်တဲ့အရေးသွေးမရှိသေးဘူး။အထူးသဖြင့်တန်တုံတက်လုံးကြာသွားတဲ့ချိန်မှာပွဲသိမ်းနိုင်လောက်တဲ့အထိထုံးမြောင်နီးစနစ်နဲ့အတွေ့အကြုံမရှိသေးပါဘူး။ပွင့်လင်းပြောင်းရင်ထုံးမောင်ကိုနီးပြပြောင်းစေခြင်းနဲ့ကြောသာဝင်းတန်းစင်တို့လိုမျိုးထိုင်းမှာအခြေဆိုင်ပြီးတော့လေးကျင့်စေခြင်းနဲ့ ဒါမှမဟုတ်အဒီကိစ္စကဖြစ်လာနိုင်ဖို့ကခက်ပါတယ်။ BKFC ရဲ့နိုင်ငံတကာအဆင့်လက်ဝေပွဲတွေကိုဒုံမြောင်တို့အဖွဲ့ကပို့ပြီးတော့ဆရာထက်တန်နေလို့ပါ။ဒုံမြောင်နဲ့တန်တုံတို့ရဲ့ပထမအချီမှာတန်တုံကအပြတ်သက်တာခဲ့တယ်။ဒုံမြောင်ကိုတန်တုံကအောက်ချီကန်ချက် သုံးပြီးတော့အကွာဝေးထိန်းကစားသွားခဲ့တယ်။ဒုံမြောင်ကဝိုင်းလေမှာတဲဖို့ကြိုးစားပြီးတော့အလိုက်ရဲအဖီရဲတဲ့ဒဏ်ကိုခံလိုက်ရပါတယ်။တန်တုံရဲ့တထောင်ချက်ကြောင့်ဒုံမြောင်နှစ်ဖူးကွဲသွားခဲ့တာဖြစ်ပါတယ်။အဲ့လို အလိုက်လွန်ပြီးတော့ခံရတာဒုံမြောင်ရဲ့အားနည်းချက်ဖြစ်နေတာပါ။ ဇိုင်းဒီနဲ့ပွဲတော့ကလည်းအလိုက်ရဲလို့ဟိုက်ကင်းနဲ့အမောက်သိခံရပြီးပါပြီ။ဒုတိယချီမှာသူတပြန်ကိုတပြန်ရှိခဲ့ပါလေ။ထုံးမြောင်အများကစားပြီးတော့ဇိုင်းတို့ပြိုင်တို့အသွင်ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ထုံးမြောင်လက်သီးထိုးချက်တန်တုံဖီအားဝင်ခဲ့ရသလိုတန်တုံရဲ့တိုက်ကွက်တွေကြောင့်လည်းထုံးမြောင်နှစ်ဖူးတန်ဟာကသွေးစည်းကြလာရပြန်လို့ဈေးပွဲနဲ့ဒုတိယချိန်ထပ်ပြီးတော့ပြခဲ့ရတယ်။ထုံးမြောင်ကပြိုင်ဘက်ဆထိုးမှတိုင်းစစ်ထုံးမှတိုင်ပြန်တိုင်းစစ်နဲ့ကစားသွားတာထိရောက်ခဲ့ပါလေ။တန်တုံနဲ့တက်လုံးကြလာတာကတိတာလာခဲ့တာပါ။ တတရားကြီးမတော်တန်တုံကခိုးကစားရင်းနဲ့ပွဲကိုထိန်းလာခဲ့တယ်။ထုံမြောင်ကအမှန်နဲ့ဆိုရင်ရှုံးမယ်မှန်းသိလို့ပွဲဖြန်အောင်လိုက်ပြီးတော့ဖီထိုးခဲ့ပါတယ်။တန်တုံရဲ့ဘဲဂျီကန်ချက်ကိုဖမ်းပြီးတော့ထုံမြောင်ဘဲလက်သီး၃ချက်ဆင့်ထိုးချိန်မှာအလဲထိုးနိုင်ပြီလို့မျှော်လင့်မိခဲ့တာပါ။ဒါပေမဲ့ထုံမြောင်ရဲ့လက်သီးချက်တစ်ချက်ကသာတန်တုံကိုအထိနာစီပြီးတော့ရိုင်လဲလို့နှီးပါဖြစ်ခဲ့ပေမယ့်ထုံမြောင်ကနော့ကဒေါင်းဖြစ်အောင်မလုပ်နိုင်ခဲ့ဘူး။အဲနောက်ပိုင်းတော့တန်တုံကပွဲကိုထိန်းကစားပြီးနောက်ဆုံးအမှတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ မဖေးဆုံးဖြတ်မှာတန်တုံတိုင်အားလုံးကအနိုင်ပေးခဲ့ကြလည်းဖြစ်ပါရီဒုံမြောင်ဆုံးခဲ့မယ်အခုပွဲမှာသူသက်သေးပြသွားတယ်နီးစင်ပိုင်းပြောင်းလဲကမျောလင်းခြင်းစရာတော့ကောင်းပါရီလက်သီးကြုံပြီးတော့ဂက်အပွင့်ဖြစ်နေတာကိုတော့ဒုံမြောင်မဖြစ်မနေပြင်ဆင်ရမှာဖြစ်ပါရီအောင်ချင်းလေးလို့ထင်ရှားတဲ့ဂျင်းဖိုင်တာဟာလင်းုံကဂျမန်ဖိုင်တာတန်နစ်စုကိုအနိုင်ရရှိခဲ့လို့ဂျင်းနက်ဆရာကောင်းခဲ့ပါရီဟာလင်းုံကအကောင်ပူကြီးတဲ့ပြိုင်ဘက်ကိုနီးစင်ပိုင်းသာကစားပြီးတော့ပွဲချမ်းပြခဲ့တာပါပထမကြီးမှာဟာလင်းုံရဲ့လက်သီးတွဲလုံးတွေကတန်နစ်စုကိုအထိနာစေခဲ့ပါရီ ဒုတိယချီမှာဖိုင်တာနေအောင်စလုံးအပြိုင်ကျမ်းပြပြီးတော့ကြည်ကောင်းခဲ့ပါတယ်တတိယချီမှာအောက်ချင်းလေးထိချက်သားပြီးတော့အမှတ်နဲ့အနိုင်ရအောင်လို့ထိန်းကစားကဂျပန်ဖိုင်တာကိုနိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်